အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားခင်ရဲ့ကွယ်ကာမစမှုရိပ်အောင်ပါအားလုံးဒီကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သားအယောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြာနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တတွေမှာအခက်အခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားရှင်ကအလင်းအမြန်ကျမ်းပါရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောအလုံးပေါ်မှာသာရဘုရားထံမှာလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ ဘုရားခင်ရဲ့ကျေးဇူးတော်တသက်ကြောင်2025ခုနှစ်ရဲ့နိုဝင်ဘာလ9ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါရစေ။ဘုရားခင်ရဲ့ကျေးဇူးတော်တသက်ကြောင် နေ့ရက်တွေတည့်ရက်ပြီးတည့်ရက်တစ်ချိန်ပြီးတစ်ချိန်ဖြတ်သန်းအသက်ရှင်သန်ခွင့်ရရှိပါရစေ။ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွာဆင်ခြင်ခွာယူရမယ့်ကျမ်းပိုက်ကတော့တုတ်တန်ကျမ်းခန်းကြီး၄အပိုက်ငယ်26ဖြစ်ပါရစေ။တင်တွားရလမ်းကိုစူးစမ်း၍ တွားလီရာရာ၌တည်ကြည်ခြင်းရှိစေလောကျမ်းပိုက်အဖြစ်ဘုရားခင်အထူးကောင်းကြီးပေးပါစေတွားလီရာရာ၌တည်ကြည်ခြင်းရှိစေလောလို့ကျမ်းစာကပြောပါတယ်ယုံကြည်ခြင်းနဲ့အတူပူးတွဲပြီးပါလာတဲ့အရာကတည်ကြည်တဲ့စိတ်နှလုံးဖြစ်တယ်တခါတရံအခက်ခဲတွေကြာရှည်လာတဲ့အခါမိမိမျောလင့်ထားတဲ့အရာတွေဖြစ်မလာတဲ့အခါဖြစ်ကျင်တာတွေဖြစ်မလာတဲ့ဘဝမှာငါကတော့ဖြစ်တယ်လို့ပဲအသက်ရှင်လိုက်တော့မယ်ဒီလိုမတွေးပါနဲ့ဒီအရာကတည်ကြည်တဲ့စိတ်နှလုံးမဟုတ်ဘူး သင်ကားအမြင့်ဆုံးသောဘုရားခင်ရဲ့သားသမီးဖြစ်ပါれအခက်ခဲပြဿနာဆင်းရဲဒုက္ခတွေကြားထဲမှာပင်လျင်တည်ကြည်တဲ့စိတ်နှလုံးနဲ့အသက်ရှင်ဖို့ဘုရားခင်အလိုတော်ရှိတယ်။တခဏတာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကြားထဲမှာတည်ကြည်ခြင်းရှိပါစိတ်မပြတ်ပါနဲ့ဘုရားကစုံစမ်းနှောက်ရှက်ခြင်းနဲ့တကွထွက်မြောက်ရလမ်းကိုပြင်ဆင်ပေးနိုင်သောဘုရားဖြစ်ပါれ။ Shadrach, Meshach, Abednego တို့ရောကမိဘုံထဲကိုအမှန်တကယ်ပြစ်ချခြင်းခံခဲ့ရပါれ။တို့တော့တောက်လောင်နေတဲ့မိဘုံထဲမှာပင်လျင်သူတို့တည်ကြည်ခြင်းနဲ့ဘုရားခင်ကိုဆက်ပြီးကိုးကွယ်ခဲ့ကြ ြတယ်။ဒံယေလအနာဂတိကျမ်းခန်းကြီး3ပိုက်ငယ်16ကနေ18ထိမှာရှာဒရက်မေရှက်အဘိဒနီဂေါတိုကလည်းအရှင်မင်းကြီးနေဘုခနေစာအကျွန်ုပ်တို့ဒီဤအမှု၌ပြန်လျှောက်ရမည်အကြောင်းမရှိပါအကျွန်ုပ်တို့ကိုးကွယ်တော်ဖျားခင်သည်မီးလောင်လျက်ရှိတော်မီးဘုတ်တဲကအကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုရောဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ထိုရောကယ်လွတ်တော်မူတော်လဲအရှင်မင်းကြီးကိုရောဤဖျားတို့ကိုကျွန်ုပ်တို့ဒီ ဝတ်မပြုပါတီထားတော်မူသောရွှေရုပ်တုကိုလည်းမကိုးကွယ်ပါဟုပြန်လျှောက်ကြ၏အင်ပါယာသခုလုံးရဲ့ဘရင်မင်းမြတ်ဖြစ်တဲ့နေပုခ္ခနေဇာမင်းကြီးရဲ့ရှေ့မောင်မှာယုံကြည်ခြင်းနဲ့ယက်တည်နေတဲ့လူငယ်လေး၃ယောက်ကတည်ကြည်တဲ့စိတ်နှလုံးနဲ့အတူသူတို့ရဲ့ယုံကြည်ခြင်းသူတို့ရဲ့မျှော်လင့်ခြင်းကိုတီတီငြိမ်ငြိမ်နဲ့ ရှင်းလင်းပြတ်သားစွာဝန်ခံနေတဲ့ဝန်ခံချက်ကိုတွေ့ရပါတယ်။သူတို့ရဲ့ယုံကြည်ခြင်းကအခြေအနေတွေကြောင့်အယောင်မပြောင်းသွားဘူး။လောက်ခခြင်းတွေကြောင့်သုံလုံမသွားဘူး။လှုပ်ရှားမသွားဘူး။လောကနဲ့အပေးအယူမလုပ်ဘူး။အမှန်တကယ်မိဖို့တဲကိုပြစ်ချခြင်းခံရတော့မဲ့အခြေအနေဖြစ်ပါတယ်။အကျွန်ုပ်တို့ကိုးကွယ်တော်ဘုရားခင်သည်မိလောင်လျက်ရှိတော်မိဖို့တဲကအကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏။ကိုရောဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်။ထို့တို့ကယ်လွတ်တော်မမူတော်လဲအရှင်မင်းကြီးကိုရောဤဖျားတို့ကိုအကျွန်ုပ်တို့သည်ဝတ်မပြုပါ။ ဘုရားခင်ကတောက်လောင်နေတဲ့မိဖို့တဲကကဲတင်နိုင်တယ်။ရှင်ဘရင်ရဲ့လက်ထဲကနေလည်းကဲတင်နိုင်တယ်။အကယ်၍ဘုရားကမကယ်ခဲ့ရင်တောင်မှရုပ်တုကိုမကိုးကွယ်ဘူး။နောက်ပြန်မလဲတဲ့ယုံကြည်ခြင်းဖြစ်တယ်။အခက်အခဲပြဿနာတွေကြုံတွေ့ရတဲ့အခါအနှဲငယ်သောဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့အခါအစင်မပြေတာလေးနည်းနည်းရှိတဲ့အခါမှာနောက်ပြန်လဲခြင်းတဲ့စိတ်ကတည်ကြည်တဲ့စိတ်မဟုတ်ဘူး။ဘုရားပေါ်မှာတစ္ဆာရှိတဲ့စိတ်နှလုံးနဲ့ နာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်တော်သူဖြစ်ဖို့ဘုရားခင်အလိုရှိတယ်။လူတွေက powerful person ကိုရှာတယ်။ဘုရားကတစ္ဆာရှိတဲ့ faithful person ကိုရှာတယ်။တချို့တော့အပြောင်းလဲတွေတချို့တော့လှုပ်ခါခြင်းတွေနဲ့အတူကျွန်တော်တို့ရဲ့တည်ကြည်ခြင်းကိုဘုရားခင်ကစစ်ဆေးနေတာဖြစ်ပါတယ်။ငါသားငါတပီးဒီလိုအခက်အခဲတွေကြုံတွေ့တဲ့အခါမှာတစ္ဆာရှိနိုင်ပါမလား။ငါကိုဆက်ပြီးချီးမွမ်းအောင်ပါလား။ဆက်ပြီးကိုးကွယ်နေပါမလား။ ဖျားခင်မျော်လင့်နေတယ်။ဒါကြောင့်အခြေအနေတွေရဲ့အထက်မှာဖျားကိုယုံကြည်ကိုးစားခြင်းနဲ့ယက်တည်ပါပြတ်သားတဲ့ယုံကြည်ခြင်းနဲ့ယက်တည်နေတဲ့လူငယ်လေးတွေရဲ့ဘဝအတ္တကိုမိဘုတ်ထဲမှာဖះအဆုံးမသက်စေခဲ့ဘူး။အပငယ်22ကနေ25မှာရှင်ဘုရင်ဤအမိန့်တော်ကြက်သီး၍မိဘုတ်ဒီအလွန်ပူရောကြောင့်ရှာဒရက်မေရှက်အဘိဒနီဂေါတို့ကိုဆွဲချတော်သူတို့သည်မိရှာအရှင်ကြောင့်တည်ကြ၏ ထို့သူ၃ယောက်တို့မူကတုံနောင်လျက်ပြင်းစွာလောင်သောမိဖို့တဲတို့ကြာရောက်လေ၏ထို့အခါနေဘုခနေဇာမင်းကြီးသည်အံ့ဩမိန်မော၍အလင်းသစောထပြီးလျင်လူ၃ယောက်တို့ကိုတုံနောင်၍မိသေးတို့ချပစ်သည်မဟုတ်လောဟုတိုင်ပင်မူမတ်တို့အားမေးတော်မူ၏မူမတ်တို့ကလည်းမှန်ပါ၏ဖျားဟုပြန်လျှောက်ကြလျင် ရှင်ပြန်က လူ၄ယောက်တို့သည် မတုံမနောင်ဘဲမိသေး၌ တွာလာ၍ဘေးဥပတ်နှင့်ကင်းလွတ်ဒီကိုငာမြင်သည်တကားသဒုတ်ထတူဒီဖျားသား၏အစင်းတရံရှိသည်ဟုမိန်တော်မူ၍မိလောင်ရရှိသောမိဘဝနာတို့ချင်းကပ်ပြီးလျှင်အမြင့်ဆုံးသောဘုရားခင်အကျွန်းရှာဒရက်မေရှက်အဘိဒနေကောတို့ထွက်၍လာကြလောဟုမိန်တော်မူသည့်အချိန်သူတို့သည်မိသေးကထွက်လာကြ၏။စော်ဘွားမြို့ဝင်စစ်ကဲ့အတွင်းဝင်တို့သည်ဝိုင်း၍မိမလောင်နိုင်သောထိုသူတို့ကိုကြည့်ရှုကြ၏ သူတို့စံချီတပြင်းမြမမြိုက်ဝတ်လုံလဲခြားနာခြင်းမရှိ မီးလောင်တော့အနံ့လဲကင်းလွတ်ဤမီးလောင်ခြင်းနဲ့ကင်းလွတ်ယုံတာမကမီးနံ့ပင်လျင်အနံ့ဆွဲခြင်းမရှိဘူး တစ်ချစင်သုံးက3ယောက်ပဲဖြစ်တယ်မိဖို့ထဲမှာလမ်းလျှောက်နေတဲ့သူက4ယောက်ဖြစ်နေတယ်ယုံကြည်ခြင်းနဲ့ယက်တည်နေတဲ့သူတွေအနာမှာဖခင်ကအတူရှိနေတယ်ဆိုတဲ့သက်တည်ကိုမြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်တန်တရားစိတ်တွေကိုဖယ်ရှားပါတည်ကြည်ခြင်းရှိပါဖခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ရင်တစ္ဆာရှိပါလက်ရဘက်လက်ဝဲဘက်မတိမ်လွဲနဲ့သူတစ်ပါးနဲ့မနိုင်ရှင်ပါနဲ့မတုပပါနဲ့ဖခင်တင့်ကို အရှိတိုင်းလက်ခံသလိုဖျားခင်တည့်ရဲ့အားနဲ့ချက်တွေအားလုံးကိုလည်းတိနားလေပေးပြီးဖြစ်တယ်ဘဝအသက်တာထဲမှာဖျားခင်လက်ခံရင်လုံလောက်တယ်မဟုတ်လားလူတွေကျေနပ်ဖို့ထက်လူတွေအားရဖို့ထက်ဖျားခင်မိမိကိုခေါ်တဲ့ခေါ်ခြင်းကိုဖျားခင်ကိုအသက်စာရှိခြင်းနဲ့တက်ရှင်ဖို့ရည်ကြီးပါတယ်ဘဝကတူတောင်းလွတ်လာပါတယ်အခိုးအငွေ့လိုဖြစ်တယ်တစ်ချိန်တစ်ခါတည်းရတဲ့လူဘဝမှာဖျားခင်ရဲ့အလိုတော်ကိုဝန်ခံအသက်ရှင်တော်သူ မိတ်ဆွေသင်ဖြစ်ပါစေ။ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရစေ။အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ။ငါမကြီး ောင်းနေလင်းကလမ်းပြောင်းမသွားတဲ့သူရာရေရာနဲ့ရောပီးရန်ရောင်မခံစားဘူးအကျုံးမဲ့ပြေးနေခြင်းမဟုတ်ဘူးရှင်သန်ခြင်းကကြောင်းမဲ့တော့မဟုတ်ဘူးအရှိမရှိတဲ့ကောင်းဆုံးပန်းတိုင်း ငါကိုတိုင်းတည်သူဘယ်သူမှဆွဲချလို့မရဘူးဘယ်လိုကြောင်နဲ့မှလည်းမကြဘူးရမတိမစခုခြင်းဘူးထရတ်တဲ့ရှင်ချင်းတီ ရိတ်သိမ်းခြင်းသူငါတော့ကနေမဆိုင်ဘူးရှင်တနာခနာတွန်တော်မဟုတ်ဘူးထဲရနေဆိုင်နေသူထောက်ရာတီရှင်နေသူမတည်ငဲတဲ့ရာများဆွဲလဲမနေပါဘူးအဆုံးရှုံးမခံဘူးတော့ကနေမဆက်ဆံဘူး ွေယူညီသက်ပြီးတွင်လူမြေမြန်ခိုင်ခန့်တဲ့ ခြင်းကချောင်းမဲ့တော့မဟုတ်ဘူးအရှိမရှိတဲ့ကောင်းဆုံးပန်းတိုင်းငါကိုယ်တိုင်တည်သူ yeah ဘယ်သူမှဆွဲချလို့မရဘူးဘယ်သူမှဆွဲချ cool ချီရှင်တဲ့သူမတည်မြဲတဲ့ရာများဆွဲလမ်းမနေပါဘူး When in the morning ရှင်တဲ့သူကောင်းသောဖူတာရွေယူငြိမ်သက်ပြီးတွင်လူမြဲမြံခိုင်ခဲ့